ရှိဥစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်တော်နာမည်ကတော့ကိုဇော်လက်လို့ခေါ်ပါတယ်ဒီနေ့ကျွန်တော်ပြောပြခြင်းနဲ့အကြောင်းအရာလေးကတော့မျောလင်းချက်ပြီးတော့မြစ်တာဖြစ်ပါတယ်စကလုံးလေးတစုကိုကြားဖူးပါတယ်မျက်နာမြင်ချစ်ခင်ပါစီကျွန်တော်ရဲ့မျက်နာကတော့မြင်ရင်တော့ချစ်ခင်စရာတော့မရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကမပြုံးတက်လို့လားတော့မသိဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့ကိုအမြဲတမ်းချစ်တဲ့မြစ်တာရှင်ကိုတော့ကျွန်တော်သိတယ် အဲ့ဒီမေတ္တာရှင်ကိုတော့ကျွန်တော်ရထားတာဖြစ်တယ်။အဲ့ဒီရထားတဲ့အရာလေးကိုကျွန်တော်တရားသူတွေကိုဝီမျှခြင်းပါတယ်။မေတ္တာလို့ပြောလိုက်တဲ့ခါမှာကျွန်တော်တို့ကတစ်ဖက်သက်ချစ်တဲ့မေတ္တာတွေရှိတယ်။တခုခုပေးလို့ရလာတဲ့မေတ္တာတွေရှိတယ်။တယောက်နဲ့တယောက်မတူကြဘူး။တချို့ကချစ်လွန်းလို့လက်လက်လေးတွေပါချစ်တဲ့သူရဲ့နာမည်လေးတွေရေးတယ်။တချို့ကလက်မောင်းမှရေးတယ်။တချို့ကရင်ပတ်တွေမှရေးတယ်။ကနုပ်လေးတွေနဲ့နာမည်တွေရေးကြတယ်။တချို့ဘလောက်တောင်ချစ်ကြတယ်လဲဆိုရင်အတူတူသက်တည်တဲ့အထိချစ်ကြတယ်။ ဒါပေမဲ့သူတို့ဘလောက်ပဲချစ်ချစ်အတိုင်းအတာတစ်ခုလောက်ပဲရှိတယ်။ဒီနေ့ကျွန်တော်ပြောပြတဲ့မျော်လင့်ချက်အပြည့်အဝပေးတဲ့မေတ္တာရှင်ကစကားလေးတစ်ခုရှိပါတယ်။ဂေါရင်သူပရမစာဆောင်ခန်းကြီး15အငယ်34မှာငါသည် ကိုယ်တိုင်ခံယူသည့်အတိုင်းတင်တို့အာရှေးဦးစွာအပြီးသောအကြောင်းအရာဟုမူကားခရစ်တော်သည်စံစာလာသည့်အတိုင်းငါတို့အပြစ်ကြောင့်အသေးခံတော်မူလေ။တကြိုပြီးမှ၃ရက်နေမှထမြောက်တယ်။ ဒီနေ့ကျွန်တော်ပြောပြတဲ့အဲ့ဒီမေတ္တာရှင်ကအပြစ်ရှိတဲ့သူတိုင်းအတွက်အသေးခံပြီးတယ်အသေးခံပြီးလမ်းမဆုံးသွားဘူးသုံးရမြောင်းနေမှာထမြောက်တယ်ဒီနေ့ကျွန်တော်တို့တွေကလူတွေကိုချစ်ချင်းနေပေးနိုင်တယ်မေတ္တာတွေပေးနိုင်တယ်အကန့်အသတ်ပုံထဲမှာပဲရှိတယ်ကျွန်တော်တို့ချစ်လာပါဘလောက်ပဲပြောပြော သူ့အတွက်ကိုစားကျွန်တော်တို့ဘာတွေလုပ်ပေးနိုင်လဲကျွန်တော်တို့မလုပ်ပေးနိုင်ဘူး ဒါပေမဲ့အဲ့ဒီယေရှုခရစ်တော်ကမျောလင့်ခြင်းအပြည့်ဝပေးတဲ့မေတ္တာရှင်ကတော့အပြည့်ရှိတဲ့သူတိုင်းအတွက်လောကတိုင်းမှာအတိတ်ကပေးတယ်။ကျမ်းပိုက်လေးတစ်ပိုက်ကဒီလိုပြောပါတယ်။သေသောသူတို့သည်တဲ့ထမြောက်ခြင်းမရှိလင်ခရစ်တော်သည်ထမြောက်တော်မမူတဲ့ခရစ်တော်သည်ထမြောက်တော်မမူလင်ငါတို့ဟောပြောခြင်း၌အကျိုးမရှိ သင်တို့ယုံကြည်ခြင်း၌လည်းအကျိုးမရှိ ကောရိန္သုပရမစာဆောင်ခန်းကြီး15အပိုက်ငယ်73နဲ့74မှာရှိပါတယ်ကျွန်တော်မှာတာသမီ3ယောက်ရှိပါတယ်အဲ့ဒီတာသမီ3ယောက်လုံးကကျွန်တော်ငယ်ငယ်လေးတည်းကကျွန်တော်ကအလေးချင်တစ်ခုလုပ်တယ်တို့လေကားတို့အမြင့်တို့ပေါ်ရောက်ရင်ခုံချခုံချပပဖမ်းထားမယ်ဆိုပြီးတော့ကျွန်တော်ကအဲ့လိုလုပ်တယ်တို့ခုံချရဲတယ်ဗျတို့ခုံချတဲ့အခါမှာလေခေါင်းကွယ်သွားမယ်လို့လက်ကျိုးသွားမယ်လို့ခြေထောက်ကျိုးသွားမယ်လို့တခါမှမစင်စားဘူး သူတို့ခုံချတယ်ကျွန်တော်အောက်ကနေအမိရဖမ်းတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကလေးခြေတော့ကျူးသွားမှလက်ကျူးသွားမှခေါင်းကွယ်သွားမှဆိုလို့ဖြစ်တယ်ခုံချတဲ့ကလေးကလည်းလေခေါင်းကွယ်သွားမှလက်ကျူးသွားမှခြေတော့ကျူးသွားမှလို့မစင်စားဘူးသူရဲ့အတိတဲမှာတခုပဲငါခုံချရင်ငါအဖေအမိရဖမ်းထားမယ်လို့သူအပြစ်အဝသူယုံကြည်တယ်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တတာအแทမှာအရန်အရေးကြီးတဲ့အရာဖြစ်တယ် အဲ့ဒီယေရှုခရစ်တော်ကအပြစ်ရှိတဲ့သူတိုင်းကိုလဝါကားတိုင်းတော်မှာလေရစ်ကောင်ကဲသူအသေးခံတယ်။အဲ့ဒီအရာကိုအပြည့်ဝသင်ယုံကြည်ရင်လေသင်ယုံကြည်ရင်အပြစ်ရှိတဲ့သူတိုင်းကိုအဲ့ဒီယေရှုကကဲပေးတယ်။အဲ့ဒီယေရှုကလူတွေဘလောက်တောင်ချစ်လဲဆိုလေလဝါကားတိုင်းတော်မှာသူ့ကိုလူတွေကညှဉ်းပန်းတယ်နှိပ်စက်ကြတယ်ဖိုးနေကြတယ် ရှင်ယောခရဝင်ခန်းကြီး19အငယ်30မှာရှိတယ်။အဲ့ဒီလူတွေအတွက်လေသူတခုမှမတုတ်ပြန်ဘူး။သူတို့ရဲ့အပြစ်ကိုခွင်လွတ်ပါ။ဆိုပြီးတော့မှသူခံတယ်။ယေရှုခရစ်တော်ကလေအပြစ်ရှိတဲ့သူတွေအတွက်လေလဝါကတိုင်းတော့မှအသေးခံပေးတာအကြောင်းရင်းရှိတယ်။ကျွန်တော်တို့ကိုချစ်လို့ဖြစ်တယ်။အဲ့ဒီယေရှုခရစ်တော်ကလေဘလောက်တောင်ချစ်လဲမနေ့ယနေ့နောင်ကာလမပြောင်းလဲပဲနဲ့သူချစ်တယ်။ ကျွန်တော်နောက်ဆုံးအနေနဲ့ကျမ်းပိုက်လေးတစ်ပိုက်ဖတ်ချင်ပါတယ်တတလောနေပရမစာဆောင်ခန်းကြီး၄ငွေ၁၆မှာတခင်ဘုရားသည်ကြွေးကြော်ခြင်းကောင်းကင်တမန်မင်းအတန်ပေးခြင်းဘုရားသခင်တပိုးမုတ်ခြင်းနဲ့တကွကောင်းကင်ဘုံမှကိုယ်တိုင်ဆင်းသက်တော်မူ၍ခရစ်တော်၌တည်လွန်သောသူတို့သည်အူထမြောက်ကြလိမ့်မည်အဲ့ဒီယေရှုခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာကားဆိုလို့ရှိရင်ဘယ်တော့မှမပြောင်းလဲဘူး နောင်တမလွန်ထိစိတ်ချမှုရှိတယ်။နောင်တမလွန်ထိအာမခံပြီးတယ်အဲ့ဒီမေတ္တာကဒီနေ့ကျွန်တော်ရဲ့မြင့်ကျွန်တော်ရဲ့မျက်နာကမျက်နာမြင်ချစ်ခင်ပါစီဆိုတဲ့မျက်နာမရှိပေမဲ့နောင်ဘဝထိချစ်တဲ့မေတ္တာရှင်ယေရှုကိုကျွန်တော်ယတာတယ်။အဲ့ဒီမေတ္တာရှင်ကယေရှုကလေမနေ့ယနေ့နောင်ကာလဘယ်တော့မှမပြောင်းလဲဘူး။အာမခံပြီးတယ်။သူ့ရဲ့မျောလင့်ချက် အပြည့်အဝကျွန်တော်တို့အတွက်ပြီးထားတယ်။အဲ့ဒီမေတ္တာရှင်ကိုကျွန်တော်တို့ရရင်ယခုဘဝနောင်ဘဝအဲ့ဒီမေတ္တာခံစားရမယ်ဆိုတဲ့အကြောင်းအရာလေးနဲ့မေတ္တာရှင်ယေရှုခရစ်တော်ဘုရားနဲ့ကျွန်တော်အနေငယ်မိတ်ဆက်ပေးပါရစေ။အားလုံးပေါ်မှာဘုရားသခင်ကောင်းကြီးရှိပါစေ။